မင်္ဂလာပါကျွန်တော် question number 3မှာမိတဲ့ဒီ stylistic transformation အတွက်ဟော2025တုန်းကမိခဲ့တဲ့မိခွန်ဟောင်းတွေကဒီမိခွန်လေးလေ့ကျင့်ကလေးတွေကိုလုပ်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်အောင်သူပေးထားတဲ့ instruction ကတော့ rewrite the sentences according to the instructions given in brackets အော်ကွန်းနမပေးထားတဲ့ညွှန်ကြားချက်တွေအရာပေါ့နော်ဝကြလေးပြန်ရေးရမယ်အဲ့မှာအရေးကြီးတဲ့ချက်ကပြန်ရေးရမယ် တချို့ဥစားလေးတွေကစလုံးလေးကိုဂွန်းစားခွင့်မကလေးတွေမှာထည့်ထားပြီးတော့အားလေးတွေကိုပြန်ပြောင်းခိုင်းတာရှိဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ပြန်ပြောင်းခိုင်းလေကိုကအစားဆုံးလေးကိုပြန်ရေးပေးရမယ်ဒါမှသူပေးထားတဲ့ instruction နဲ့ညီမယ်ဟောနံပါတ်1လေးကိုစာကြည့်အောင် the athlete did not win the race အားကစားသမားပြိုင်ပွဲမှာအနိုင်မရခဲ့ he did not break his personal record သူ့ရဲ့ personal စံချိန်ပေါ့နော်သူ့ရဲ့စံချိန်ကိုလည်းမချိုးဖျက်နိုင်ခဲ့ အဲ့ဒီအခြေအနေနှစ်ခုပေးထားတဲ့ဥစ္စာကိုဘာလို့ခိုင်းတာလဲဆိုတော့ join the sentences using either or neither nor either or တို့မဟုတ် neither nor တို့ပြီးတော့ဒီဝကျလေးတွေပြင်ပြီးတော့ဆက်ပြီးရဟုတ်ပြီနော်အဲ့တော့ either or or neither nor ကို correlative conjunction လို့ခေါ်ပါတယ်တနည်းပြောမယ်ဆိုရင် paired conjunction လို့ခေါ်တယ်အဲ့တော့မတူတာနှစ်ခုကိုကိုယ်ကနေရှာထားမယ်အဲ့ဒါကို either or တို့မဟုတ် neither nor နဲ့ဆက်ဒီမှာ either or နဲ့ neither nor တစ်ခုခုပြရတဲ့အတွက်ကိုယ်အရင်ရွေးကြည့်အောင်အဲ့တော့ neither ဆိုရင် negative sense ရှိတယ် အငင်းအတိပ္ပယ်မျိုးရှိတယ်။ဒါကြောင့်မလို့ဟိုဒီ negative sense တွေပြီးထားတဲ့နော်အငင်းဝကြလေးပြီးထားတဲ့ဥစ္စာဆိုရင် neither nor နဲ့စတာတင့်တော်တယ်။အဲ့တော့ neither nor နဲ့စမယ်နော်ဒီမှာဟုတ်ပြီ။အဲ့တော့မတူတဲ့အချက်နှစ်ခုကြည့်ကြည့်အောင်အချက်နှစ်ခုက athletra ပြန်ပွဲကိုအနိုင်မရခဲ့တာဒါတစ်ချက်ပြီးတော့သူ့ရဲ့ personal record ကိုမချိုးဖောက်နိုင်ခဲ့တာပေါ့နော်။အဲ့တော့ win the race ဆိုတဲ့အချက်ကလေးရေပြီးတော့ break his personal record တဲ့အချက်နှစ်ခုကိုကိုက either or သို့မဟုတ် neither nor နဲ့ဆက်ရမယ်ဒီမှာကတော့အငင်းဝဲကြောင့်မလို့ neither nor လေးနဲ့ဆက်ချင်ဟုတ်ပြီအဲ့တော့ neither မှာအငင်းတိပဲရှိပြီးသားဒီအတွက်ကြောင့်မလို့သူ့မှာပါတဲ့ဒီ did not ကိုပြင်ထည့်ပြီးစရာမလို့ဒါပေမဲ့ did not ဆိုတာ past tense နဲ့ရေးထားဖြစ်တဲ့ကြောင့်မလို့ကိုဒီမှာစထားတဲ့ verb တိကုန်လို့တော့ past tense ပြောင်းပြရအဲ့တော့ when ကို past tense ပြောင်းမယ်ဆိုရင် when အဲ့လိုပဲ break ကို the tense ပြောမယ်ဆိုရင် broke ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပြန်ဆိုင်ဘယ်လိုဖြစ်သွားမလဲ the athlete neither won the race nor broke his personal record ဒီလိုဖြစ်သွားမယ်အပြန်ကြည့်အောင် the athlete neither won the race nor broke his personal record ဒီလိုလေးဖြစ်သွားမယ် number 2 he spends more time shopping than walking အေးအေးကအလုတ်လုတာထက် shopping လုပ်ပြီးတော့เนาะအချိန်ပို့ပြီးတော့ကုန်ဆုံးနေဒါကို SS တော့မဟုတ် not SS နဲ့ပြင်ပြီးတော့ပြင်ရေးပြရအဲ့တော့ဒီနှစ်ခုကမတူတဲ့ဥစ္စာနှစ်ခုကိုနိုင်ရှင်းတယ်เนาะအဲ့တော့မတူတဲ့ဥစ္စာနှစ်ခုကိုနိုင်ရှင်းတယ်ကဲကိုကနေပြီးတော့ဒီဥစ္စာတွေကိုပြင်ကြည့်ကြည့်မယ်ဆိုတူတဲ့ဥစ္စာနှစ်ခုကိုနိုင်ရှင်းခြင်းတဲ့အခါမှာ SS ကိုသုံးပြရ S adjective ဒီ adjective ကတော့ positive degree ဖြစ်ရမယ်ပြီးတော့မှ S တကယ်လို့မတူတဲ့ဥစ္စာနှစ်ခုကိုနိုင်ရှင်းတဲ့ခါမျိုးကျရင် not as adjective as နဲ့နိုင်ရှင်းဒီမှာကြည့်ကြအောင် ee က shopping မှာအချိန်အချိန်ပို့ပြီးတော့ကုန်တာလीအလုပ်လုပ်တာထက်ပို့ပြီးတော့အချိန်ကုန်တယ်ဆိုတော့ဒါမတူညီတဲ့ဥစ္စာနှစ်ခုကိုဆက်တာဖြစ်ကြောင်းမလို့ not as as နဲ့တုံးအောင်ဒါတစ်ချက်ဟုတ်ပြီနော်အဲ့တော့ not assess နဲ့တုံးရမယ်အဲဒါပေမဲ့တခုခုရဲ့ပမာဏပေါ့နော်အဲ့ဒီမှာမတူညီတဲ့အကြောင်းပေါ့ ဒီ amount တစ်ခုခုမတူညီတဲ့အကြောင်းပြောမယ်ဆိုရင်တော့ as many တို့ as much တို့ဒါမျိုးလေးတုံးပြီးပြောရဟုတ်ပြီနော်အဲ့ဆိုတော့ဘယ်လိုမျိုးစရင်ကောင်းမလဲဆိုတော့ aa ဒီမှာတော့ not assess နဲ့တုံးတာမလို့ hurry verb ကိုအငင်းပြောင်းပေးရအငင်းပြောင်းတဲ့အခါမှာကျတော့ subject ကိုကြည့်ကြည့်ပါ aa ဘယ်နှယောက်လဲတယောက်သေးဒါကြောင့်မလို့အငင်းပြောင်းတဲ့အခါကျ not spent တန်းတော့လို့မရဘူးနော် does not spent အတူကော doesn't ဆိုလဲရ အဲ့တော့ a a does not spend ပြီးတဲ့အခါမှာကျရင်ကိုက not ပြောရဆိုရင် as ဒီမှာအချိန်ပမာဏကိုပြောချင်တာအဲ့လိုမျိုး amount တစ်ခုခုကိုပြောချင်တယ်ဆိုရင်နောက်က noun သုံးပြရ not as adjective noun as ပြီးတော့မှ channel နှိုင်းရှင်တဲ့ဥစ္စာလေးနဲ့ပြောပြရဒီမှာနှိုင်းရှင်တဲ့ဥစ္စာတစ်ခုက shopping နဲ့ walking ပေါ့လीအဲ့ဆိုရင်ဒီအလုပ်လုပ်တဲ့ဥစ္စာက shopping ထွက်တော့အချိန်မကုန်ဆုံးပေါ့အဲ့တော့ a a does not spend as ပြီးတဲ့အခါကျတော့အချိန်ကိုပြောတဲ့အချိန်ပမာဏကိုပြောတော့ဆိုအချိန်ရေတွက်လို့မရဘူးလीအ match သုံးအောင်ပါဘောအဲ့တော့ as met time အဲ့တော့ ee does not spend as much time ဘာလို့ပြီးတော့လဲ working အလိုလိုပြီးတော့ဘာလို့မျိုးလဲ as shopping သူတို့ဖြစ်မှာနော်အဲ့တော့ AA does not spend as much time walking as shopping အလုပ်လုပ်တလောက်ဒီ shopping ထွက်တလောက်အလုပ်လုပ်ပြီးတော့အချိန်မကုန်ဆုံးဘူးလို့ပြန်ရေးပြရဟုတ်ပြီနော်အဲ့နံပါတ်3 so so enjoys hiking in the mountains အဲ့ စောစောကဒီတောင်မှာတောင်ပေါ်မှာလမ်းလျှောက်ရတာကိုခြိုက်တယ်။ Nanda also enjoys hiking in the mountains. Nanda ကလည်းဒီတောင်ပေါ်မှာလမ်းလျှောက်ရတာကိုပျော်မွေ့တဲ့သဘောကြတယ်။အဲ့တော့ဒီဥစ္စာကျတော့ဘာသုံးအောင်လဲဆိုတော့ဘုဒ္ဓံသုံးပြီးတော့ဆက်ပြရ။အဲ့တော့ဘုဒ္ဓံတို့ not only but also either or neither nor ဒါဒီကတော့ correlative conjunction တို့ခေါ်တယ်။မတူညီတဲ့ဥစ္စာနှစ်ခုကိုအဲ့ဒီဘုဒ္ဓံ not only but also either or neither nor ဒါမျိုးလေးနဲ့ဆက်ပြရ။ ဒီမှာကဝကြနှစ်ခုသလုံးဖက်လိုက်တဲ့အခါမှာဘဲချက်ကိုပြောထားတယ်လဲဆိုတော့တောင်မမလမ်းလျှောက်ကတာကိုကြိုက်တဲ့အကြောင်းပြောထားတယ်ဒါပေမဲ့ကြိုက်တဲ့သူနှစ်ယောက်ကတော့မတူဘူးဘယ်သူနဲ့ဘယ်သူနဲ့လဲစောစောနဲ့နန္ဒာနဲ့ဒီနှစ်ခုကိုဘိုးတန်နဲ့ဆက်ရမှာပေါ့ဘိုးစောစော and နန္ဒာဒီလိုဖြစ်သွားမယ်နော်အကဲနောက်တစ်ခုကဘိုးတန်နဲ့အဲ့လိုမျိုးမတူတဲ့ဥစ္စာနှစ်ခုဆက်ပြီးတဲ့အခါမှာသတိထားမယ့်တစ်ချက်က both and ra နှစ်ခုစလုံးနှစ်ယောက်စလုံးလို့အဓိပ္ပာယ်ရဒါကြောင့်မလို့ both နဲ့ဆက်လိုက်တဲ့အခါမှာ subject ကအများဖြစ်သွားတယ် plural ဖြစ်သွားတယ် ဲ့တော့ plural ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ verb ကလည်း plural verb ဖြစ်ရမယ်ဆိုလိုချင်တာ stest ဒါမျိုးတွေပါမယ်ဆိုရင်သူ့ကိုဖြုတ်ပြရအဲ့ဆိုဘယ်လိုဖြစ်သွားမလဲ both sozo and nanda enjoy hiking in the mountains ဒီလိုဖြစ်ရတော့မှာပေါ့အော် both sozo and nanda enjoy hiking in the mountains ဒါမျိုးဆိုရမယ်နော် Millifor the team completed the project yesterday အဲ့တော့ဒီအဖွဲ့က project တို့မနေ့တုန်းကအပြီးတက်ခဲ့တယ် အဲ့ဒီဝကြလေးကိုကပက်ဆစ်ဗာစ်နဲ့ပြင်ပြောမယ်အဲ့ဒီဝကြမှာ subject က30 5ကတော့ completed အပြီးတက်ခဲ့တာပေါ့ object ကတော့ the project အဲ့တော့ဝကြတကြောင်းမှာ subject ကတစ်ခုခုကိုပြုလုပ်ကြအောင်ပြမယ်ဆိုတာ active voice နဲ့ရေးရတကယ်လို့များအဲ့ subject ကပြုလုပ်ချင်ခင်ရတဲ့အကြောင်းပြောချင်တယ်ဆိုတာ passive voice နဲ့ရေးရမယ်ဒီမှာအပြီးတက်တယ်ဆိုတော့ဟုတ်ပြီဘာကိုအပြီးတက်လိုက်တာလဲ project လीအဲ့တော့ pixel voice နဲ့ပြင်ရတဲ့ခါကျရင်ပြုလုပ်ခံရတဲ့သူပေါ့ recipient တို့ကိုအရှိတင်လိုက်မယ် project တို့ရှိတင်လိုက်မယ်အဲ့တော့ so the project တာရမယ်ပြီးရင် verb ကိုကြည့်ကြရတော့ past နဲ့ပြထားတယ်အဲ့ pixel voice ကပုံစံက verb to be နဲ့အနောက်က past participle ပေါ့အလွယ်ပြမစဖ3 verb to be ဆိုတာက msr was where been being တိုင်းမျိုးတစ်ခုဖြစ်ရမယ် past tense ဆိုတော့ was တော့မဟုတ် were ဖြစ်ရမယ် အနောက်က part participle verb 3 pm ဆိုတော့ completed ပေါ့နော်အဲ့တော့ the project တခုလေးဖြစ်ကြောင်မလို့ was သုံးလိုက်မယ် was completed ဒီလိုလေးဖြစ်မယ်နော်အားစံဘယ်လိုဖြစ်သွားမလဲ the project was completed ပြီးတော့ပြုလုပ်တဲ့သူပေါ့ agent ကိုပြုလုပ်တဲ့သူကို by နဲ့တွဲပြီးပြန်သုံးပြရ by the team yesterday ဒါဆိုရင်ရပြီအဲ့တော့ပြန်ကြည့်ကြည့်အောင် the project was completed by the team yesterday ဒီလိုမျိုးလေးဖြစ်သွားမယ် number 5 the children built a beautiful sand castle on the beach yesterday ကလေးတွေကအဲ့ဒီမိနစ်တုန်းကကမ်းခြေပေါ်မှာလှပတဲ့သဲရဲတိုက်ကလေးတစ်ခုကိုတီဆောက်ခဲ့တယ်။အဲဒီနေ့မှာ it is it was သုံးပြီးတော့ပြောပြရ။အဲသူဒီကအထူးပြုစီခြင်းတဲ့ဥစ္စာကတော့ the children ကိုအထူးပြုစီခြင်းတာ။ဒါလေးကိုမြင်တာပြီးဟန်။အဲတော့ကိုကနေပြီးတော့ it is သုံးရမလား it was သုံးရမလားဆိုတော့ tense ကိုကြည့်လိုက်လေ။အဲတော့ verb ကိုကြည့်လိုက်တဲ့အခါမှာ built ရဲ past tense တွေတော့တွေ့။ဒါဆိုရင်ကိုသုံးရမယ့်စကားလုံးက it was ပေါ့။ ပြီးတဲ့အခါမှာကိုအလေးနဲ့ထားပြောချင်တဲ့ဥစ္စာကိုအဲ့ဒီအာ address တမဟုတ် address နဲ့ပြင်ပြီးတော့ပြန်တွေ့ပြရဟုတ်ပြီနော်ကြတော့ဆိုရင်ဒီမှာဘာတူတော့ the children အဲ့တော့ပြောလိုက်တဲ့အခါမှာ address the children နောက်တစ်ခုက who တမဟုတ် that တောင်းမယ်ပုံမှန်အဖြစ်တော့လူတစ်ယောက်ကိုလည်း that တုံးလို့ရပါတယ်ဒါပေမဲ့ဟိုတေချာလေးတည်နေတဲ့အခါမျိုးကျတော့ who တုံးလိုက်ပေါ့လူမန်းတေချာတဲ့အခါမျိုးကျတော့ who တုံးလိုက်ပေါ့အဲ့တော့ address the children who built a beautiful castle sand castle on the beach yesterday ဒီလိုဖြစ်သွားမယ် ပြင်ကြည့်မယ်နော်အဲ့တော့ it was the children who built a beautiful sand castle on the beach yesterday ဒါမျိုးဖြစ်သွားပါမယ် number 6 it was an amazing performance အရင်ကောင်းတဲ့ဖြော်ပြမှုဖြစ်ပါတယ် the audience gave a standing ovation ပြည်သူတွေကမတည့်ရပြီးတော့ over ပြီးကြတာပေါ့နော်လက်ခုပ် over ပြီးကြတာပေါ့အဲ့တော့ဒီဥစ္စာကို so that တမဟုတ် said that နဲ့သုံးပြရအဲ့တော့ so that said that သုံးဆွဲပုံစံလေးကြည့်ကြည့်မယ် so ဆိုရင် so adjective adverb that အဲ့တော့ तू က reset to ပြောတယ်ဘာကြောင့်ဘာဖြစ်တယ်လဲဆိုတော့ပြောချင်တဲ့အခါမှာ so that တုံးอ่ะအဲ့လိုပဲ set that to လဲ reset to ပြောဖို့အတွက်တုံးတယ်ဟာ set तू ကြတော့ now that ဒီပုံစံမျိုးဖြစ်ရဒါပေမဲ့ဒီ now အထူးပြုတယ်ဟာ adjective အဲ့ဒါမျိုးပေါ့နော်နောက်တစ်ခုဒီ noun ကတခုကင်းဖြစ်နေမှာဆိုရင် an ဒါမျိုးတွေသုံးလို့ရတယ်တကယ်လို့အများကင်းဖြစ်နေမှာ uncountable noun ဖြစ်နေမှာဆိုတော့ an သုံးစရာမလိုဘူးပေါ့အဲ့ဒါဒီနှစ်ခုသုံးပြီးတော့ reset တစ်ခုကိုပြဖို့သုံးလို့ရတယ် ဒီနေ့မှာ performance ကအရင်အောင်စရာကောင်းတဲ့အတွက်ကြောင့်မလို့မတည့်ရပြီးတော့အားပေးရတဲ့အထိဖြစ်သွားတယ်ဆိုတော့ရလက်ကိုကိုကပြောမယ်အဲ့တော့ကဲ so that နဲ့သုံးလို့လည်းရတယ်လို့ဒီဥစ္စာ set that နဲ့သုံးလို့လည်းရနော်အဲ့တော့ဘယ်လိုရေးမလဲကိုရေးတဲ့ပုံမှာပေါ်မူတည်ပြီးတော့ပြောင်းသွားမယ်ဒီမှာတော့ဘယ်လိုရေးပါဆိုပြီးတော့ပုံစံတော့မပြထားဘူးနော်အဲ့တော့ဘလို့ပုံစံမပြထားရတဲ့အတွက်ကြောင့်မလို့သူ့အတိုင်းကြီးစလိုက်မယ်ဆိုပါစို့ it was နဲ့စမယ်ဆိုရင်တော့ it was ပြီးတော့မှအနောက်ကနေပြီးတော့ an amazing project performance to ပြထားမလားဒါက active noun ပြထားဆိုတော့ဒီပုံစံလေးသုံးလိုက်ဟုတ်ပြီနော်ဒီပုံစံသုံးမယ်ဆိုရင် search သုံးရမှာပေါ့ it was such an amazing performance ပြီးတော့မှ that နော်ပြီးရင် channel အပိုင်းလေးကိုပြောမယ်အာ the audience gave us a standing ovation ဒါဆိုအဆင်ပြေပြီပေါ့ ဒါပေမဲ့ဒီမှာဘလို့ရေးရမလဲဆိုပြီးမခိုင်းထားတဲ့အတွက်တော့ဟိုကိုကနေပြီးဆက်သက်ထနဲ့ပြောင်းပြီးရေးလို့လေရဒီမှာဆိုးသက်ထရောဆက်သက်ထရောနှစ်ခုလုံးပြောထားတယ်တကယ်လို့မြောဆိုးသက်ထနဲ့ပဲရေးပါဆိုရင်တော့တမျိုးဖြစ်မယ်ဆက်သက်ထနဲ့ပဲရေးပါဆိုရင်တမျိုးဖြစ်သွားမှာပေါ့နော်ဒီမှာကြိုက်သလိုရေးလို့ရတဲ့အတွက်ကြောင့်မလို့ကိုကနောက်တစ်မျိုးပြောလို့လေရသေးတယ်အဲ့ဒါကျတော့ performance ဆိုရှစ်တမျိုးရေးလို့လေရအော် the performance ဆိုရှစ်တမျိုးလို့ဆိုတော့ the performance was so amazing that ဒါဆိုအဆင်ပြေပါပြီးတော့မှ the audience gave us standing ovation ဒါဆိုအဆင်ပြေပါ Nikudrom uh, it was such an amazing performance that the audience gave a standing ovation. Though the performer performance was so amazing that the audience gave a standing ovation. Tade Usabi Piruya. တကယ်လို့များဆက်သက်ချင်းနဲ့ပဲဖြစ်ပါဆိုတော့ဒီတစ်ခုဖြစ်ရမှာပေါ့ဆိုသက်ချင်းနဲ့ပဲဖြစ်ပါဆိုတော့ဒီတစ်ခုပဲဖြစ်ရမယ်သူပေးထားတဲ့ instruction တွေကိုမျက်ချင်မပြတ်ပါစေနဲ့ number 7 as he was overwhelmed by the unexpected events uh, he could not decide how to proceed အဲ့ overwhelm ထတခုခုကလွမ်းမိုးဖီစီးွားတာမျိုးပေါ့နော်စိတ်ထိခိုက်ွားတာမျိုးပေါ့အဲ့ unexpected event ဆိုမမျှော်လင့်ထားတဲ့ဖြစ်ရဲ့အဲ့တော့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေဖြစ်ရတဲ့အကြောင်းမလို့ तू ကစိတ်ထိခိုက်ွားတဲ့အတွက်ကြောင့်မလို့တဲ့ဘယ်လိုရှေ့ဆက်ရမလဲဆိုတော့ तू မဆုံးဖြစ်နိုင်ဒီနေ့မှာ participle phrase ကိုသုံးပြရအောင်အဲ့တော့ participle phrase ကိုသုံးတဲ့အခါမျိုးကျရင်ဘာလို့သုံးရမလဲဆိုတော့ reason ပြတဲ့အပိုင်းတွေကို participle နဲ့ရေးနိုင်ပါအကြောင်းပြတဲ့ဘာကြောင့်ပါဖြစ်တယ်လဲပေါ့အဲ့လိုအကြောင်းပြတဲ့ဥစ္စာလေးကိုလေ participle နဲ့ရေးနိုင်တယ်နောက်တစ်ခုက reset ဟိုကြားလက်ပေါ့ဒါမျိုးပြတဲ့ဥစ္စာမျိုးကိုလည်း participle နဲ့ရေးနိုင်တယ်။ဟောနောက်တစ်ခုအခြေအနေပြတဲ့ဥစ္စာပေါ့ condition အခြေအနေပြတဲ့ဥစ္စာကိုလည်း participle phrase နဲ့ရေးနိုင်တယ်လို့ဟိုအချိန်ဆက်စပ်မှုပေါ့ time relation ပေါ့ဘယ်ချိန်မှာဘာဖြစ်တယ်စသဖြင့် time အာ relation ဒီလိုမျိုးဥစ္စာတွေကိုလည်း participle နဲ့ရေးနိုင်တယ်ဒီမှာကြည့်လိုက်တဲ့အခါမှာသူကစိတ်တိကြွားတဲ့အတွေ့အကြုံဆိုတာဟောဒီ reason ကိုပြနေရလीအ နော် reason ပြတဲ့စကားလုံး s လဲပါတယ်ဒါကြောင့်မလို့ဒီအပိုင်းလေးကိုကိုကနေပြီးတော့ဟို participant နဲ့ရေး channel အပိုင်းလေးကိုဆက်ပြီးတော့သူ့ရဲ့ main clause နေနဲ့ရင်းအဆင်ပြေကဲအဲ့တော့ fourth ကိုတစ်ချက်ချင်းကြည့်အောင် was overwhelmed ဒီနေရာမှာတော့ကိုကဖြေတဲ့ဥစ္စာနှစ်မျိုးဖြစ်နိုင်ပါတယ်ပထမတစ်ခုကသူ့ကို passive voice လို့ယူဆတဲ့အတွက်ကြောင့်မလို့ overwhelmed to be a past participle ပေါ့ verb 3နဲ့ရေးလို့လည်းရတယ်အဲသို့မဟုတ်ဒီ of being overwhelmed to be a ရေးလို့လည်းရနှစ်ခုလုံးရပါတယ်အဲ့တော့ overwhelmed ထိုပို့ကြတဲ့အတွက်ကြောင့်ဒီမှာတော့ overwhelmed ထဲစကားလုံးဒီသုံးလိုက်မယ် overwhelmed by the unexpected events or he couldn't decide how to proceed ဒါမျိုးဖြစ်သွားမယ် mm number -hmm. 8 he did not predict enough and as a result he did not improve his case သူကလုံလောက်အောင်မလိကျင့်ခဲ့ပြီးတော့ရလက်အနေနဲ့သူရဲ့စွမ်းရည်လည်းမတူတက်ခဲ့ဘူးဒါ third condition နဲ့သုံးပြီးတော့ရည်ရည် အဲ့တော့ third condition ရဲ့ပုံစံကဒါအတိတ်တုန်းကဒီ area situation in the past တို့ပြောခြင်းတဲ့အခါမှာ third condition နဲ့တုံးက area situation ပြမလေ in the past အတိတ်တုန်းကတကယ်မဖြစ်နိုင်ခဲ့တဲ့အခြေအနေကိုပြောခြင်းတဲ့အခါမှာတုံးရအောင်အဲ့တော့အခြေအနေအမှန်ကမလိကျင်ဒါကြောင့်မို့လဲမတိုးတက်ခဲ့အဲ့တော့ကိုကနေပြီးတော့ပြန်ပြီးတော့အခြေအနေလေးတစ်ခုပြောကြည့်လိုက်သူကဘာလုပ်ခဲ့မှာဆိုရင်လေလိကျင်ခဲ့မှာဆိုရင် တူးတက်မှာပေါ့ဒီလိုမျိုးလေးပြောပြရအဲ့တော့ third connection ရဲ့ပုံစံကတော့သူက if subject ဒီဘက်ကမှာ head ကဲအလွယ်ပြောမယ် third tree ပေါ့ဒါ if clause main clause မှာဆိုတော့ subject ပြန်စားပြီးတော့ would have third tree ဒီပုံစံဖြစ်ရမှာเนาะအဲ့တော့သူဒါဘာလို့ခင်မယ်ဆိုရင်လေလုံလောက်အောင်လေ့ကျင့်ခဲ့မယ်ဆိုရင်အဲ့ဒါဆိုရင် subject လေးစားလိုက်မယ် or if အရင်စားလိုက်မယ် if ပြီးတော့ subject လေးပြောမယ် he ပြီးတော့မှ head သတိရမယ်ဆိုတော့ head predict enough the SF result by Piansanabu Mulu, main clause to people, I mean, he would have improved his case, the uh, Lumipiamabo. if he had spread it enough, uh, he would have improved his case by Moses Sibiwam. No, uh, number nine, he was really tired. To give up a man, it looked like he had left in tears သူကဟိုရက်အနှင်းငယ်ကြောင်ပေါ့နော်ဒီမှာ in days ဆိုတာက informal နေနဲ့တုံ့ထားတဲ့ဥစ္စာပေါ့ for a few days တို့အထိပ္ပာယ်ရပါတယ်အဲ့တော့ရက်အနှင်းငယ်လောက်မအေးရသေးတဲ့ပုံစံပေါ်နေရပေါ့ as if ကိုသုံးပြီးတော့ပြောပြရအဲ့တော့ as if ရာကဲသူတို့ဒီလိုမျိုးတို့ဒီလိုမျိုးတွေအထိပ္ပာယ်ရဒါဆိုရင်ဘာမဖြစ်ရသေးသလိုမျိုးလဲမအေးရသေးသလိုမျိုးပေါ့နော်အဲ့တော့ဒီဥစ္စာတွေကို um ဒီမှာ look like တို့ဘာလို့လဲလဲတွဲပြီးတော့သုံးလို့ရပါတယ် like တို့နဲ့သုံးလို့လည်းရတယ်အဲ့အတွက်ကြောင့်မလို့ကိုယ်ဒီမှာအရင်ဆက်လိုက်မယ် he was really tired ဒါလေးအရင်ဆက်လိုက်ပြီးပါနဲ့ဆက်လိုက်မယ်ဆိုရင် as if ပြီးတဲ့အခါမှာ as if နဲ့သုံးတဲ့အခါကျတော့အခြေအနေလေးကိုကြည့်ကြည့်လိုက်ပါဦးနော်သူကအတိတ်တုန်းကအကြောင်းကိုပြောနေမှာဆိုရင်ဒါသူ့ရဲ့အရင်ဖြစ်တဲ့ဥစ္စာအတိတ်ကဖြစ်ရင်တခုမှ အရင်ဖြစ်တဲ့ဥစ္စာကိုပြောမှာဆိုတော့ past perfect သုံးပြရဒါကြောင့်မလို့ past perfect ဖြစ်တဲ့မှာ hadn't slept သူပြီးသားပြီးသားအဲ့တော့ as if he hadn't slept in days လို့ပြောလိုက်ရင်တော့သူအဆင်ပြေပြီးသားလို့ အဲ့တော့ he was really tired as if he hadn't slept in days ဆိုရင်အဆင်ပြေပါ Okay နောက်ဆုံးတစ်ပုဒ်လေးကြည့်ကြအောင် the traffic was unusually heavy အဲ့တော့ယင်အသွားလာတခါတည်းထူးထူးခြားခြားကိုဟိုပိတ်နေရပါဘောနော်ဒီမှာလေးလံနေလို့တော့မပြောပါဘူးယင်ကြောတွေပိတ်ဆို့နေရပါဘောအဲ့တော့ the meeting was delayed အစီအွေပါဖြစ်သွားလေနောက်ကြပါတယ်အဲ့တော့ကားတွေအချိန်မီမရောက်တဲ့အတွက်ကြောင့်မလို့အစီအွေတရမဲ့သူတွေအချိန်မီမရောက်တဲ့အတွက်ကြောင့်မလို့အစီအွေကနှောင့်နေပါတယ်ဘော Okay owing to တော့ကြောင့်ဒါက reason ကိုပြ ဒီလိုမျိုး alternative ကိုပြတဲ့အခါမှာ reason ကိုပြတဲ့အခါတိုင်းကိုယ်ရစဉ်းစားမိတာက because ရှိမယ်ဒါနဲ့ because နဲ့မှာ clause လိုက်ပြီးရမယ် subject verb လိုက်ပြီးရမယ်ဟုတ်ပြီအဲ့လိုပဲ noun တစ်ခုလိုက်တော့မယ်ဆိုရင်တော့ because of သူရဲ့နာမ noun တို့မဟုတ် noun phrase တွေတခုပေါ့နော် noun group တွေတခုလိုက်ရမယ်အဲ့တော့ because of နဲ့တူတဲ့ဥစားမျိုးဆိုရင်နောက်ပါရှိတယ်ဆိုတော့ owing to ရှိမယ်ပြီးရင် due to ရှိမယ်ဒါတွေအကုန်လုံးကသူရဲ့နာမ noun တို့မဟုတ် noun group လိုက်ရတဲ့ဥစားပေါ့အခုဒီမှာ owing to နဲ့တော့ဖြည့်စီခြင်းနေပြီး အတောင်ပြတ်ချက်ကိုပြောရမယ်နော်အဲ့တော့အခုဘာကြောင့်ဘာဖြစ်တော့တာလဲရင်ကြောတွေပေးဆိုးတဲ့အတွက်ကြောင့်မလို့အစည်းအဝေးနောက်ကျသွားတယ်ပေါ့အတောင်ပြတ်ချက်ကဒီအပိုင်းအနောက်ကတော့ဒါရက်လက်အတောင်ပြတ်ချက်ကိုပြောတဲ့ဥစားလေး owing to လေးနဲ့ဆက်အဲ့တော့ owing to နဲ့ဆိုင်အောင် owing to owing to the traffic was unusually heavy တော်လို့လို့မရဘူးနော်အဲ့တော့ကိုအနောက်က noun ထည့်ရတကယ်တော့ကိုပြောချင်တဲ့ဥစားပါလို့ဆိုတော့ the traffic ပြောချင်တာလीဘယ်လို traffic လဲ unusually heavy traffic ကြောင့်လို့ပေါ့အဲ့တော့ owing to the initially heavy traffic ဒါဆိုရင် noun ဖြစ်သွားမယ်ကမာကိုလိုက်မယ် the meeting was delayed အဲ့တော့ owing to အနောက်မှာထားပြီးတော့ the meeting was delayed owing to the initially heavy traffic ဒါဆိုရင်လည်းအဆင်ပြေပါတယ်ကိုကြိုက်တဲ့ပုံစံလေးနဲ့ကိုကြည့်ပါဒါလို့ဆိုရင်ဒီ stylistic transformation မှာအမေးများတဲ့ဥစ္စာလေးတွေကိုဘယ်လိုဖြေဆိုရမလဲဆိုတော့မေကိုဟောင်းကိုခြေခံပြီးတော့နားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်